ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တည်းအောင်လည်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကြတဲ့နေကိုကြည့်ရမယ်ဆိုရင်တော့ City Club ဖြစ်တဲ့ Atlanta အသင်းကနွေရာသီမှာကြီးကြီးမားမားပြောင်းလဲမှုတွေပြုလုပ်ဖို့ရှိတဲ့အတွက် တို့ရဲ့နမည်ကျော်ကစားမတွေကိုရောင်းချဖို့ပြင်ဆင်နေပါတယ်။အတ္တလန္တာကအသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့အာဒါမိုလာလော့ကမန်ကိုယူရိုတန်း90ဘရာဇီးကွင်းလက်ကစားမအက်ဒစင်ကိုတန်း90နဲ့ဟော်နက်စ်ဟာနာနိုဆိုတဲ့ကစားမကိုတန်း40တတ်မှတ်ထားပြီးပြောင်းရွှေ့ချေအိုက်တိုင်းပေးရင်ဘယ်သူကိုမဆိုရောင်းချသွားမှာဖြစ်ကြောင်းဆိုထားပါတယ်။ တဖက်မှာတော့အင်တမီလန်အသင်းကသူတို့သင်းရဲ့ဂိုးသမားအတွက်အမီမာတီနက်စ်ကိုတောက်လျှောက်ဆက်သွယ်လေရှိတယ်။အသက်33နှစ်ပဲရှိတဲ့အာဂျင်တီးနားဂိုးသမားကိုအင်တမီလန်အသင်းကရန်ဆိုမာနီယာမှာအစားထိုးချင်တာဖြစ်ပြီးတော့ဝိုင်းရင်ဂိုးသမားတယောက်ကိုရှာဖွေနေတာဖြစ်တယ်။မာတီနက်စ်ကပြီးခဲ့တဲ့နွေရာသီတုန်းကမန်ယူနိုက်တက်ကိုပြောင်းဖို့ ချိုးပိုင်ခဲ့ပြီးမှပြက်ပြဲခဲ့ပြီးအချိန်လက်ရှိမှာတော့အင်တာမီလန်အသင်းကသူ့ကိုခေါ်ယူဖို့ချိုးပိုင်နေရှိတာပါအတလက်တီကိုမတ်ထရစ်အသင်းကသူတို့အသင်းရဲ့ဟူလီယန်အေဗရက်စ်ကိုရောင်းချသွားဖို့အစီအစဉ်မရှိကြောင်းတုံ့ပြန်ထားတယ်ဒီကိုစီမီယိုနီကကစားမောက်ကိုစီယုံထားပြီးဖြစ်ပြီးတော့ကာလာရှိချာတတ်တန်းထပ်ထိုးပြီးတော့အသင်းမှာဆက်ပြီးထိမ့်သိမ်းသွားမှာဖြစ်ကြောင်းနဲ့ သူ့ကိုခေါ်ကြည့်တဲ့အသင်းတွေနဲ့အနည်းဆုံးတန်150နဲ့200ချာပေးရမယ်ဆိုပြီးတော့သတိပေးလိုက်ပါတယ်အက်သလက်တီကိုမက်ထရစ်ကမာဆေးသင်းရဲ့တောင်ပံကစားမမေဆန်ဂရင်းဝုဒ်ကိုတောက်လျှောက်ချင်းကပ်လေရှိတယ်ပြည်သူ့ထိမှချီစွမ်းပြနေတဲ့ United ရဲ့တောင်ပံကစားမဟောက်မေဆန်ဂရင်းဝုဒ်ကိုယူရိုတန်း90လောက်ထိအက်သလက်တီကိုမက်ထရစ်ကပေးသွားဖို့ရှိပြီးတော့လက်ရှိမှာတော့ဒီကစားမကိုဒါသူ့ဘက်ကကျူးပန်းလေရှိကြောင်းဖော်ပြထားပါတယ်ဒါတစ်ဖက်မှာတော့ Vinicius Junior က Real Madrid အသင်းနဲ့စာချုပ်သက်တမ်း န်တူးချင်းနာမည်ကျော်စူပါစတာခရစ်စတီယာနိုရိုနယ်ဒိုရရှိတဲ့စံချိန်တင်လောကလာစာမျိုးကိုလိုချင်ကြောင်းဖော်ပြထားတယ်မာကာနဲ့ ASK report ရဗင်နီရှက်ကတနစ်ကိုယူရို30ရရှိနေတာဖြစ်ပြီးခီလီယန်အမ်ဘတ်ပေးတက်ကူပါကျော်ပြီးတော့ရိုနယ်ဒိုအရင်တုန်းကရတဲ့လာစာမျိုးတရုတ်ဘက်ကတနစ်ကိုတန်40လောက်ထိလာစာမျိုးမျော်လင့်လျက်ရှိကြောင်းဖော်ပြထားပါတယ်။ရီယယ်မက်ဒရစ်အသင်းကအခုလက်ရှိမှာဂျာဗီအလွန်ဆိုပေါ်ယုံကြည်မှုအပြေအဝရှိကြောင်းနဲ့ ဘယ်သူတူးတယောက်ကိုမှသူတို့ဘက်ကတတီဝေဘာမဟုတ်လို့အလွန်ဆိုဟာသူတို့ပြည့်နီးပြအဖြစ်လက်ရှိ project ကိုဥဆောင်မဲ့သူဖြစ်ကြောင်းနဲ့သူရာထူးကထုတ်ပေခံရမယ်ဆိုတဲ့သတင်းတွေကိုညှဉ်းဆန်ပေချလိုက်ပါတယ်။ဘာဆိုနာအသင်းကနာမည်ຫນွေရာဒီမှာလေဗန်ဒေါစကီနေရာအစားထိုးမဲ့တိုက်စစ်မှုတွေကိုကြည့်ရင် ဒူရှန်ဗလာဟိုဗစ်ကိုသဘောကျလည်ရှိတယ်။လက်ရှိမှာတော့ဟာရီကိန်းကလည်းအပြောင်းလဲလုပ်ပြီးဘိုင်ယန်ကထွက်ပို့ဆုံးဖြတ်ရင်ဘိုင်မြူနစ်အသင်းရှိကနေဘာဆိုနာအသင်းကခေါ်ယူဖို့ဆန္ဒရှိပြီးတော့လက်ရှိနေထားသူတို့ရဲ့တိုက်စစ်ပိုင်းကိုရှာဖွေလည်ရှိတယ်။ဘာဆိုနာအသင်းရဲ့နီးပြားဟန်စီဖလစ်ကပက်ထရီတယောက်ဒီတစ်ပတ်မှာတော့လာလီဂါပွဲမှာပြန်ပါနိုင်ပွဲရှိကြောင်းနဲ့သူ့ရဲ့ဒဏ်ရာဟာအရှင်းသက်သာလာဖို့အတွက် risk မယူချင်တဲ့အခြေအနေကြောင့် battery ဟာလွဲချော်တာဖြစ်ပြီးဒါရှေ့တစ်ပတ်မှာပြန်ပါဖို့မျှော်လင့်ထားတယ်လို့ဆိုထားပါတယ်။နာမည်ကျော်ဘောလုံးမဟောင်းဖြစ်တဲ့ Lorenzo Insignia ကတော့ CDA ကိုပြန်လာပါပြီ။အသက်34နှစ်ရွယ်ရှိတဲ့ဒါဒီဇာမာက Major League Club Toronto အသင်းကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီးတော့ဒါအခုလက်ရှိမှာတော့ Lazio အသင်းကသူ့ကိုခေါ်ယူဖို့ကြိုးပမ်းမှုတွေပြုလုပ်နေသလိုဒီဇာမာကိုယ်တိုင်ကလည်း CDA ကိုပြန်လာဖို့လုပ်နေတယ်။ Sunderland အသင်းက Lazio အသင်းသားတကယ်လို့ Insignia ကို ကိုခေါ်ရင်သူတို့ကမက်ထီယိုကွန်ဒူစီကိုခေါ်ဖို့ကမ်းလှမ်းထားတယ်အရင်အာဆနယ်သင်းရဲ့ကွန်လက်ဇာမောင်ဖြစ်တဲ့မက်ထီယိုကွန်ဒူစီကိုဆန်ဒလန်ကယူရို25တန်းနဲ့တန်း30ထိပေးသွားဖို့ဆန္ဒရှိကြောင်းဆိုထားပါတယ် မာတင်အိုဒီကရဲ့ Vitiocris အပါဝင်ဒံရကစားမတွေအားလုံးဟာရှစ်တစ်ပတ်ချက်စီးနဲ့ပွဲမှာတော့ပြန်ပါဖို့ယုံကြည်မှုအပြည့်အဝရှိကြောင်းဆိုထားတယ်။ဒါလက်ရှိနေထားရမာတင်အိုဒီက Gabriel Jesus တို့အားလုံးလေ့ကျင့်ခန်းပြန်ဆင်းနေတဲ့အတွက်ကြောင့်ချက်စီးနဲ့ပွဲကို ready ဖြစ်ဖို့မျှော်လင့်လျက်ရှိကြောင်းဆိုပါတယ်။ Arsenal တင်းရဲ့ဒီပြ Mikel Arteta ကိုကလပ်က18လတိစာချုပ်ကြံသည့်တိုင်အောင်တက်တန်း ိုးဖို့အတွက်စိုးရိမ်ပူမမှုမရှိကြောင်းဖော်ပြထားတယ်။မီကယ်အာတီတာကိုအာစနယ်သင်းကတေးကြပေါက်ကာလာရှိချာစာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတော့ရပိုရီယာ၅နှစ်စာချုပ်လောက်တည်တောင်ရှိသွားနိုင်တယ်လို့ဖော်ပြထားပါတယ်။ Tottenham Hotspur အသင်းကဆောင်းရာသီမှာသူတို့ရဲ့တိုက်စစ်မှု Richarlison ကိုရောင်းချဖို့ဆန္ဒရှိနေတယ်။အထူးသဖြင့်တောက်လျှောက်ရုံးကန်နေရတဲ့ Richarlison ကို Spurs ကတန်း90လောက်ရရင်ပြန်လဲရောင်းချဖို့ပြင်ဆင်နေတာပါ။ Tottenham အနေနဲ့ဘူနောက်ခံလူတယောက်ကွင်းလေကစားမှတယောက် ထမှန်ခေါ်ယူဖို့ဘုံဖွဲ့ကိုတောင်းဆိုထားတယ်။ဘုံဖွဲ့ကတော့ခုလောလောဆယ်မှာသူတို့နဲ့တင့်တုံမဲ့ကစားမတွေကိုကြည့်နေရင်လက်ရှိမှာ Ivan Toney ကို Saudi Arabia Club အသင်းတွေရှိကပါခေါ်ယူဖို့ Spa ကကြိုးပမ်းနေရှိတာပါ။ Liverpool အသင်းကအခုလက်ရှိမှာ Vinicius Junior ရဲ့အခြေအနေကို တောက်လျှောက်လေ့လာနေရှိတယ်။ finisher ကရေမတွေ့အသင်းကထွက်ဖို့ဆုံးဖြတ်တယ်။ Javi Alonso တာဆက်ရှိရင်မတွေ့မှာဆက်နေရတာပျော်ရွှင်မှုမရှိကြောင်းကြေညာပြီးတော့ခုလောလောဆယ်အနေထားရ finisher junior ရဲ့အခြေအနေကိုလေ့လာနေရပါ။ရေမတွေ့ကသူ့ရဲ့တောင်းပန်ကစားမှာတွက်စာချုပ်တစ်နှစ်ကျော်ပဲကြာတိတိုင်အောင်အနည်းဆုံး Euro တန်း150ပြောင်းရွှေ့ချေသတ်မှတ်ထားတာဖြစ်တယ်။ Liverpool အသင်းကအခုလက်ရှိမှာ Joe ရဲ့ဒါ Odunet ဆိုတဲ့ကစားမလေးကို January ကာလမှာခေါ်ဖို့လုပ်နေတယ်။ Belgian club club ရဲ့နောက်ခံကစားမလေးကိုဒါအခုလက်ရှိမှာ ာခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့ဒါဘယ်ဂျီယံကလပ်အသင်းရှိကနေခွန်နိုင်ပိုဆွေးနွေးမှုတွေပြုလုပ်လျက်ရှိကြောင်းဖော်ပြထားပါတယ်။လီဗာပူးအသင်းအနေနဲ့အခုလောလောဆယ်မှာလက်ရှိအနေအထားအရသူတို့ရဲ့နီးပြအာနီစလော့နေရာမှာအစားထိုးမယ်ဆိုတဲ့သတင်းတွေတက်နေတယ်။ဂျူလီယန်နာဂက်စမန်ကိုဆက်သွယ်ထားတယ်။နာဂက်စမန်ကဂျာမနီနဲ့2026ထိစာချုပ်ရှိတဲ့အတွက်လက်ရှိအနေအထားအရတော့သူတို့ဘက်က အခြားတိပြဒီကိုလည်းယာထားမှုစင်းထဲမှာထည့်သွင်းထားတယ်လို့ကုတော်ကုံကဖော်ပြထားပါတယ်။တစ်ချိန်တည်းမှာပဲ Rupee Amron ကကျွန်တော်၅ပွဲလောက်စက်တိုက်နိုင်ပွဲဆက်ပြီးတော့ရလက်ကောင်းတဲ့အချိန်မှာ အားလုံးကကျွန်တော်တို့ရဲ့ level အဆင့်တန်းကိုအမြင့်ဆုံးရောက်လာပြီလို့မျှော်လင့်ထားပေမဲ့တကယ်တမ်းမှာကျွန်တော်တို့အသင်းရဲ့ reality ဟာပေးသက်ဒီမီဒီယာတွေထင်သားသလိုလည်းပဲအဆင်မျိုးမရောက်သေးဘူးလို့ Ruben Amorim ကဝန်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ Manchester United အသင်းက Wolverhampton အသင်းရဲ့ Quinn Alexander John Gomez ကိုပေါင်43သန်းနဲ့ခေါ်ယူနိုင်ဖို့နှိစက်လျက်ရှိကြောင်း TV Globo ဆိုတဲ့ report ကဖော်ပြထားတယ်။ British media တွေကတော့ Man United စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတက်နေပြီးတော့မှအခုလောလောဆယ်မှာဒီကစားမရဲ့အခြေအနေကိုတောက်လျှောက်စောင့်ကြည့်နေပြီးတော့ခေါ်ယူနေတာဖြစ်လို့ ရောက်ရွှေချေပေါင်43တန်းနဲ့တန်း90ကြာရနိုင်ပြီလို့ဆိုပါတယ်မန်ချက်စတာစီးတီးရဲ့နီးပြဂွာဒီယိုလာကဒီယာဒီမာအမှတ်ပေးချန်ပီယံစုဖလားအတွက်အမှတ်ဖြတ်ခံထားရသည့်တိုင်အောင် မျောလိကျအပြေးဝါရှိချောင်ဆိုထားတဲ့လက်ရှိဒီထားရမန်ချက်စတာစီးတီးအသင်းအနေနဲ့ဒီနေ့ရာသီအတွင်းမှာချန်ပီယံဆူပလာတစ်ခုခုရဖို့နဲ့ထိုက်တယ်ရစ်ထရက်သူတို့မှာအခွင့်အရေးရှိနေစေဖြစ်ကြောင်းဆိုပါတယ်။မန်စီးတီးနေနဲ့အခုလက်ရှိမှာနီကိုဂွန်ဇာလက်ရဲ့ပေါ်ဖော်မန့်ကိုသဘောကျတဲ့အတွက်ဒိုင်ယာမကြာခဏရနေတဲ့ရူဒရီကိုတက်တန်းတိုးမဲ့ကိစ္စကိုညှဉ်းဆန်ထားတယ်။ရူဒီဟာကာလာရှိကြ ACL ဒုတိယရရှိထားပြီးတော့ဒါအယူခွဲစိတ်ကူတာထားတဲ့အချိန်မှာ လက်ရှိမှာတော့ Manchester City အသင်းက Nico Gonzalez ပေါ်အယုံကြည်မှုအပြည့်ဝထားတယ်လို့ဆိုပါတယ်။ Chelsea အသင်းက Marseille အသင်းရဲ့ပြင်သစ်တိုက်စစ်မှု Robinho Vaz ဆိုတဲ့ကစားသမားကိုသဘောကျလည်ရှိတယ်။ကစားသမားလေးကအသက်18နှစ်ပဲရှိပြီးတော့ပြောင်းရွှေ့ခြင်းပေါင်း18တန်းနဲ့25တန်းချသတ်မှတ်ထားပြီးလက်ရှိမှာတော့ဒီကစားသမားလေးက Marseille အသင်းမှာ DIA ဒီအတွင်း14ပွဲထိပါဝင်ထားသူဖြစ်တယ်။ Chelsea အသင်းနေနဲ့အခုလောလောဆယ်အနေထားရသူတို့ရဲ့ခံစစ်ပိုင်းနဲ့ပတ်သက်လို့အကောင်းဆုံး partnership ကိုနီးပြကရှာဖွေနေစေဖြစ်တယ်လောလောဆယ်အနေထားရာချက်စီအသင်းကဖေဘာချလိုပါနဲ့ဝက်စလီဖိုဖာရာတို့နှစ်ယောက်ကိုတောက်လျှောက်တုံးနေမှုပြင်ဆင်ထားသလိုတစ်ဖက်မှာလီဗိုက်ကိုဝဲပြန်လာခဲ့ရင်လည်းချက်စီရဲ့ခန်းစစ်ပိုင်းအပြောင်းလဲတွေညစွာရှိရဖို့ရှိပြီးနီးပြကပုံမှန်ပွဲထွက်ခွင့်ရမယ်နှစ်ယောက်ကိုရှာဖွေလဲရှိတာဖြစ်တယ် AC Milan အသင်းကအခု Crystal Palace ရဲ့တိုက်စီမှု John Philip Mateta ကိုချဉ်းကပ်ထားတယ်။2028ရှိတဲ့ John Philip Mateta ကို ဘတ်စ်အလေဂရီက AC မီလန်တိုက်စစ်ပိုင်းအတွက်ခေါ်ယူချင်နေတဲ့အချိန်ပဲလစ်ကလည်းသူတို့ရဲ့တိုက်စစ်မှုကိုရောင်းချဖို့ဆန္ဒမရှိဘဲတပ်တန်းထတ်တိုးဖို့လုပ်နေတယ်လို့ဆိုထားပါတယ်။အက်ရှင်ဗီလာအသင်းရဲ့နီးပြအွန်လိုင်းအမေရိကဂျီနာဆန်ချိုရဲ့အခြေအနေကိုအားရကျေနပ်မှုမရှိတဲ့အတွက်စောင်းရသည်မှာပြန်စီလူပို့တော်မှာစဉ်းစားလျက်ရှိတယ်လို့ဆိုတယ်။မန်ယူနိုက်တက်အသင်းကလည်းဂျီနာဆန်ချိုကိုကလပ်ကိုပြန်လာဖို့မျှော်လင့်ထားခြင်းမရှိလို့ တီချာပေါက်အလွတ်နဲ့တောင်ထွက်ခွာခွင့်ပေးပွဲရှိတယ်လို့ဖော်ပြထားပါတယ်။တစ်ဖက်မှာတော့တူတကီကလပ်ဂလာဆာရီအပါဝင်ထိတ်တန့်ကလပ်အသင်းတွေကအခုလက်ရှိအနေအထားအရနမေကျော်ကစားမအများစုကိုစိတ်ဝင်စားလေရှိတယ်။အထူးသဖြင့်တူတကီကလပ်တဲကဘက်ရှစ်တက်ကဘာဆိုနာရဲ့လေဗန်ဒိုစကီအပါဝင်ပရီးမီးယားလိဂ်ကိုဆုံးခွာမဲ့ထိတ်တန့်ကစားမတွေကိုတူတကီကလပ်ကတောက်လျှောက်လေးလာလေရှိပြီးစောင့်ကြည့်လေရှိလို့အခုလောလောဆယ်အနေအထားအရအသင်းပြောင်းရွှေ့နိုင်တဲ့အာဆယ်ရဲ့တိုက်စစ်မှုဂျေဆုကိုပါစိတ်ဝင်စားလေရှိကြ ြောင်းဆိုထားပါတယ် Brighton အသင်းကလည်းဒီဆောင်းရာသီဆေးကွက်မှာသူတို့ကလပ်အသင်းကနေဘယ်ကစားမှတူတူယောက်မှထွက်ခွာသွားမှာမဟုတ်ကြောင်းအတည်ပြုထားတယ် Carlos Baleba ရဲ့ Mithoma အပါဝင် Mintes နဲ့ကစားမအများစုကို Brighton အသင်းကနေခေါ်ယူဖို့ပြိုင်ပတ်အသင်းတွေကစိတ်ဝင်စားနေတာဖြစ်တယ်ဒါပေမဲ့လည်း Brighton အသင်းကဘယ်ကစားမှဆောင်းရာသီမှာထွက်ခွာသွားဖို့မရှိ ဖြစ်ကြောင်းတဲ့သူတို့အနေနဲ့ လာမယ့်နွေရာသီမှာပဲရောင်းချမှာဖြစ်ကြောင်းဆိုတဲ့လက်ရှိမှာကာလော့စ်ဘလီပါကိုလောလောဆယ်မှာမန်ချက်စတာယူနိုက်တက်ကစိတ်ဝင်စားလေရှိပြီးတော့ဘရိုက်တန်ကတော့နွေရာသီမှာဆိုပေါင်တန်း120လောက်ထိဈေးသတ်မှတ်ထားဖို့ရှိကြောင်းဖော်ပြထားပါတယ်။ယူကာဆယ်ယူနိုက်တက်အနေနဲ့ဖာဘီယန်ရှာထွက်သွားရင်ဘိုးနောက်ခံလူတစ်ယောက်ထပ်မံခေါ်ယူသွားဖွယ်ရှိတယ်။အသင်းကောင်းဆောင်ဟောင်းဂျမားလက်ဆဲနဲ့ဖာဘီယန်ရှာတို့နွေရာသီမှာထွက်သွားနိုင်ခြင်းရှိပြီးတော့တတ်တမ်းမတူဖို့ဆုံးဖြတ်တဲ့နောက်ဆက်တွဲအနေနဲ့ယူကာဆယ်က မလေးထောင်နဲ့7ပန်းကိုအကူရဖို့ရှိသူဒံပန်းလည်းရှိပေမဲ့တီချာပေါက်ခံစစ်မှုတယောက်ထပ်မံခေါ်ယူသွားဖို့ရှိကြောင်းဆိုထားပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအကစားတင်ပါအားလုံးကျေးဇူးတင်ပါတယ်